ရေခဲတတာတွေကဧည့်သည်ဒီဇလန်လေးကတော့တနေ့မှာကိုတီဟာနဲ့အဆောင်တစ်ခုထဲမှာအခန်းကလေးရနေတဲ့တငယ်ချင်းတယောက်စီကိုရေခဲတတာအစ်တစ်လုံးရောက်လာပါတယ်။တကယ်တမ်းတော့အစ်တကြီးတော့မဟုတ်ပါဘူး။တငယ်ချင်းဖြစ်တဲ့ကိုမျိုးတို့အိမ်ကဈေးပေါ်ပေါ်နဲ့ဝယ်ထားတဲ့တပည့်ရည်ရေခဲတတာအဟောင်းလေးပါ။ကြည့်ရတာအနည်းဆုံး၄-၅နှစ်လောက်တော့တုံထားပုံရတယ်။အဲ့ဒီရေခဲတတာရောက်လာတော့ ကိုဒီဟာလဲအငမ်းမရပဲအေးရီမုတ်တွေအသားရီငားရီအပြည့်ဝဲထဲထားလိုက်တာဒီကဲတတာထဲမှာနေရာလွတ်တောင်းမရှိတော့ပါဘူးကိုမျိုးကတော့ကိုဒီဟာကိုပြောတယ်ဘိုက်စာရင်လာစားတော့တဲ့ကိုဒီဟာကလည်းတကယ်ဘိုက်စာရင်ကိုမျိုးရဲ့အခန်းကိုသွားတာပါပဲဘာစားရမယ်မသိရင်သူ့အခန်းကရေခဲတတာကိုဖွင့်ပြီးရှာစားတတ်တယ်တခါတလေညနေတဲ့အထိ ိုမျိုးရဲ့အခန်းတကားကိုတွားခေါက်လေးရှိပေမဲ့သူကဘယ်တော့မှမငီးညူဘူးပါဘူးကိုတီဟာရိုကတငယ်ချင်းရင်းတွေဆိုတော့တခါတလေကိုမျိုးကသူ့ကိုစားနောက်သေးတယ်မင်းကငါအခန်းကိုနေတိုင်းလာနေတော့တာပဲငါရဲ့အခန်းကအခန်းပါกว่าစတိုးဆိုင်မဟုတ်ဘူးဆိုပြီးတော့ပေါ့ဒီကဲတရာရပြီးလေးငါရက်လောက်အကြာမှာတော့တ냐မှာကိုတီဟာတယောက်စားစရာသွားရှာတယ်အရင်လိုပဲ ရေခဲသတ္တကိုဖွင့်ပြီးမှွေနောက်ရှာဖွေနေတော့ရေခဲသတ္တအောက်ဆုံးအန်ဆွဲထဲမှာမဲမဲဆိတ်ဆိတ်အယောင်တစ်ခုကိုလှန်တွေလိုက်ရတယ်။ကိုတီးဟတေချာကြည့်လိုက်တော့အဲ့ဒီအရာကကွေးကောက်နေတဲ့လက်ချောင်းတွေနဲ့တူနေလူလက်တစ်ဖက်ပုံစံလိုမျိုးဖြစ်နေတာပါပဲ။ကိုတီးဟလန်သွားပြီမဲ့တိချင်စိတ်နဲ့အန်ဆွဲကိုဆွဲထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအိတ်နေတဲ့ကိုမျိုးက ဟစ်ကောင်ခဏနေုံမင်းထမင်းနဲ့ဘာလို့မလို့လဲဆိုပြီးလမ်းမေးလိုက်တယ်။ကိုတီဟာလည်းဘာမှပြန်မပြောပဲခေါင်းငုပ်ပြီးဆက်ရှာကြည့်လိုက်တယ်။တကယ်တမ်းအန်ဇွဲကိုဆွဲထုတ်လိုက်တော့ဂိုဘီရုပ်တွေမုံလာဥတွေနဲ့တခြားဟင်းသီးရွက်တွေ စုပုံနေတာပဲတွေ့ရလို့ကိုတီဟာလည်းအံ့ဩသွားတယ်။ဒါနဲ့ပစ္စည်းတွေကိုနေရာတကျပြန်ထည့်လိုက်တယ်။ကိုမျိုးကမင်းပါရှာနေတာလဲလို့ထင်မိတော့ ငါစားစရာရှာနေတာပါလို့ဖြေပြီးပန်းတီတလုံးယူကသူ့ရဲ့အခန်းကိုပြန်လာခဲ့တယ်။အရိညာကကိုတီဟပြန်တွေးနေမိတယ်။ခုနာကလူလက်နဲ့တူတဲ့အရာကဘာပါလဲ။သူ့မျက်စိပဲမှားမြင်လာလားပေါ့။နောက်ထပ်နေ့ရက်လောက်ကြာတော့ကိုမျိုးကအဆောင်ပြောင်းဖို့ဖြစ်လာတယ်။သူအလုံးသိရလို့အလုံးနဲ့နေတဲ့နေရာကိုပြောင်းရတော့မယ်လေ။ ုမျိုးပြောင်းတဲ့နေကကိုတီဟာလဲကုသေးပြီးကိုမျိုးကမေးလိုက်တယ်။ငါအခန်းတက်မှာရေခဲတတာပါပြီးသားကအဲ့ဒီရေခဲတတာကိုမင်းယူမလားတဲ့။ तू လဲအခန်းမှာလဲရေခဲတတာမရှိသေးတော့နွေရာသီမှာရေအေးလေးတောက်ရအောင်ဆိုပြီးလက်ခံလိုက်တယ်။ကိုတီဟာကမင်းရင်ကပူပြီးထားတာမကြသေးဘူးလေ။မတုံးကျင်ရင်အိမ်ပြန်မပို့ဘူးလားလို့ပြီးတော့ကိုမျိုးက အိမ်မကအစ်စ်ဝယ်ထားတယ်မင်းမယူသုံးလိုက်တော့ဆိုတာနဲ့ကိုတီဟာလည်းလက်ခံပြီးသူ့ပစ္စည်းတွေကုသိမ်းပေးလိုက်တယ်။ဒါနဲ့ကိုမျိုးထွက်သွားပြီးဒီကဲတတာကကိုတီဟာစီရောက်လာတော့တာပေါ့။ဒါပေမဲ့ကိုတီဟာသုံးလို့ရတာနှစ်ရက်ပဲရှိသေးတယ်။ဒီကဲတတာကရုပ်တရက်ပြစ်သွားပါတော့တယ်။ကိုတီဟာလည်းကိုမျိုးစီဖုံးဆက်ပြီးဒီကဲတတာပြစ်သွားတဲ့အကြောင်းကိုပြောပြလိုက်တယ်။ကိုမျိုးက ေးငါစီနီယာတင်ယောက်ကရေခဲတတာပြင်တတ်တယ်။သူလာပြင်ပေးလိုက်မယ်။တခြားလူကိုရင်ပတ်ဆက်ကုန်လိမ့်မယ်။ကိုတီဟာလေးစောင့်နေလိုက်တယ်။ဒါပေမဲ့တပတ်လောက်ကြာတဲ့အထိလာမပြင်သေးဘူး။ဖုံးဆက်မေးတော့ကိုမျိုးရဲ့စီနီယာကမအားသေးလို့တန်းစီနေတဲ့သူတွေများလို့ဆိုပြီးပြောတယ်။အလကားပြင်ပေးမဲ့သူဆိုတော့လေကိုတီဟာတယောက်မပြောတာဘူးပေါ့။ ဆောင်းဆိုတော့လဲဆောင်းရတာပေါ့တရေကြတော့အလောက်ကတငယ်ချင်းတယောက်အခန်းကိုလာလေတယ်သူကစားစရာယူမယ်ဆိုပြီးဒီကဲတတာကိုဆွဲပွင့်လိုက်တော့ကိုတီဟာကလည်းဒီကဲတတာပြက်နေတယ်ဆိုတာကိုပြောဖို့မေးသွားတယ်တကားဖွင့်တာနဲ့အခန်းထဲမှာရှိတဲ့သူတို့နှစ်ယောက်လုံးနှာခေါင်းပိတ်လိုက်ရတယ်ဘာလို့လဲဆိုတော့နှစ်ပတ်လောက်ပြက်ပြီးပြစ်ထားတဲ့ရေခဲတတာတွေကနေထွက်လာတဲ့အနံ့ကတော်တော်ဆုံးနေလို့ပါပဲ။ တငယ်ချင်းကဟာနားလိုက်တာကွာအထဲမှာဘာကောင်းသေးနေတာလဲပြတ်နေတာကြာပြီလားလို့မေးလိုက်တယ်ပြတ်နေတဲ့ရေခဲတရာဆိုတော့အနံ့အသက်ရှိတဲ့ပင်မဲ့ဒီလောက်ထိနန်းစော်နေတာကတော့ထူဆန်းပါတယ်အင်ဂျင်စရာကောင်းလောက်အောင်ကိုနန်းစော်နေတာပါကိုတီဟာလဲစိတ်ထဲမှာတမျိုးဖြစ်သွားတယ်အထဲမှာဘာမှလဲထင်မထားပဲနဲ့ဘာလို့ဒီလောက်နန်နေရတာလဲပေါ့အဲ့ဒီကိစ္စပြီးသွားလို့တ냐မှာတော့ ိုဒီဟာအိတ်နီတို့နှကောင်းထဲကိုစူးကနေဝင်လာတဲ့အနံစိုးကြီးကြောင့်လန်နိုးလာတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ရေခဲတတာတကားကပွင့်နေတာကို တွေ့လိုက်ရတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ရေခဲတတာတကားကပွင့်နေတာကို တွေ့လိုက်ရတယ်။ဘသူဖွင့်ထားမှမသိပေမဲ့အိတ်မုံစမုံနဲ့ထားပြီးတကားသွားပိတ်လိုက်တယ်။ပြန်အိတ်မယ်လို့လှဲလိုက်တော့မှပဲ။ ရခဲတတာတကပွင့်လိုက်ပိတ်လိုက်နဲ့လုံနေတဲ့အတန်နဲ့အတူအုပ်စော်နဲ့အနံကြီးကလှန်ကနေထွက်လာပြန်တယ်။အမောင်ထဲမှာလမ်းကြီးလိုက်တော့ရခဲတတာကသူ့အလိုလိုပွင့်လိုက်ပိတ်လိုက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။ကိုတရားတယောက်လမ်းဖြတ်ပြီးအိတ်ချင်စိတ်တွေတောင်ပြတ်ကုန်တယ်။ခေါင်းရင်းကမိခလုတ်ကိုကမန်းကနန်းဖွင့်ပြီးကြီးလိုက်တော့ရခဲတတာကပိတ်လျက်သားပုံမှန်အတိုင်းပဲရှိနေပြန်တယ်။ သူများမျက်စိမမြင်လာလားလို့တွေးပြီးမိပြန်ပိတ်အိတ်လိုက်တယ်။နောက်နေ့ညနေကျတော့မှကိုမျိုးပြောတဲ့စီနီယာအကိုရောက်လာပြီးဒီကဲတတာကိုလာတဲသွားတယ်။သူ့အိမ်မှာယူပြင်မဲတဲ့ကိုတီဟာကဘယ်နည်းလောက်ကြမလဲအကိုလိုမီတော့နှစ်ရသုံးရလောက်တော့ကြမယ်။ဘယ်နှပြက်လဲတေချာစေရအောင်ပါလို့ပြောတယ်။ကိုတီဟာကမင်းညကအဖြစ်အပျက်ကိုသတိရတာနဲ့အကူကြီးတကားကိုတေချာကြည့်ပေးပါဦး။ တကားကကောင်းကောင်းမပိတ်ချင်ဘူးဖြစ်နေလို့လို့မှားလိုက်တယ်။သူလည်းခေါင်းငိတ်ပြီးတည်သွားတယ်။ဒါပေမဲ့တည့်ရက်ပဲကြားလိုက်ပါရဲ့။အဲ့ဒီအကူကခြေခဲတတာကိုချက်ချင်းပြန်လာပို့တယ်။သူ့ရဲ့မျက်နှာကလည်းတခုခုကို ကြောက်လန့်နေသလိုပါပဲ။ဟာအကူမြန်လာကြည့်လား။နေ့သုံးရက်လောက်ကြာမယ်ဆိုလို့မေးလိုက်တော့သူက"အော်တိတ်မပြတ်ပါဘူး။ငါပြင်ပြီးပြီ။ရော့ယူထားလိုက်တော့ဆိုပြီးကမန်းကတန်းပြန်သွားရောဗျာ။" ကျေးဇူးတင်စကားတောင်ကောင်းကောင်းမပြောလိုက်ရပါဘူး။ရေခဲသတ္တပြန်ရောက်တော့ကိုတီဟာပထမဆုံးစစ်ကြည့်လိုက်တာကတကားပါပဲ။နှစ်ခါသုံးခါလောက်ဖွင့်လိုက်ပိတ်လိုက်လို့ကြည့်တော့ကောင်းကောင်းပိတ်လို့ရတယ်။အနံဆိုးတွေလည်းမရှိတော့ပါဘူး။ဒါနဲ့ကိုတီဟာလည်းစားစရာတွေဝယ်ထည့်လိုက်တယ်။တပတ်လောက်ကြာတော့ထူးဆန်းတဲ့အနံ့တွေပြန်ထွက်လာပြန်တယ်။ဒီကဲတတာဖွင့်တိုင်းအနံ့ကရနေတော့အထဲကပစ္စည်းတွေပုတ်သွင်းနေသလားဆိုပြီးစစ်ကြည့်တယ်။ ဒါပေမဲ့ Hindi ရက်တွေကပုံမှန်ဆိုရေခဲတံတားထဲမှာတလားလောက်ခံတာလေ။ဘာလို့အသားပုံနဲ့လိုမျိုး အနံ့ကြီးရနေလဲဆိုတာကို နားမလည်နိုင်တော့ပါဘူး။ဒါနဲ့အထဲကပစ္စည်းတွေကိုအကုန်ထုတ်ပြီးတန်ရှင်းလုံလိုက်တယ်။တန်ရှင်းလုံနေတော့ရေခဲတံတားတောင်းတွေမှာသွေးခွက်လိုလို အနီရောင်အဆုံအထင်းတွေ တွေ့လိုက်ရတယ်။တန်ရှင်းလုံရခက်ပေမဲ့ကိုဒီဟာကတော့အကောင်းဘက်ကနေပဲတွေ့လိုက်တယ်။ ဝိုင်းနီဖိတ်ကြထားတာခြောက်နေတာဖြစ်မယ်ပေါ့လေနောက်ရညဘက်ကျတော့အလောက်ကတငယ်ချင်းတွေရောက်လာပြီးအခန်းထဲမှာဝိုင်းဖွဲတောက်ထားတယ်စကားထိုင်ပြောနေရင်တငယ်ချင်းတယောက်ဖြစ်တဲ့ကိုရဲကရေခဲတရာဘီမှာထိုင်နေတာပါသူကရေခဲတရာဘက်ကိုဘဲကြည့်လိုက်ညာကြည့်လိုက်နဲ့လုံနေတယ်ကိုတီဟာကကိုရဲဘာကြည့်နေလားလဲလို့မေးတော့သူကခုနကငါမိမတယောက်ငူတန်းကြားလိုက်တယ်လို့ပဲ မင်းတို့မကြလိုက်ဘူးလားလို့မေးလိုက်ပါတယ်။ကိုဒီဟာတို့လည်းငြိမ်ပြီးနားဆွင့်ကြည့်ကြတယ်။ဒါပေမဲ့ဘာတန်ကူမှမကြရပါဘူး။နောက်တစ်ယောက်ကအေးငါလည်းကြားသလိုပဲဒါပေမဲ့တူတူလေးလို့ဝင်ပြောလိုက်တယ်။ကိုဒီဟာကတော့ဘေးကန်းကအတန်နေမှာပါလို့ပြောလိုက်တယ်။ကိုရဲကမဟုတ်ဘူးကွာငါအပီအပြင်ကိုကြားလိုက်တာဒီနားလေးကတည်းမဲဆိုပြီးအခန်းထဲ လမ်းလျှောက်လိုက်နားဆွင့်လိုက်လုံနေပြန်တယ်။ပြီးတော့အခန်းတကားကိုဖွင့်ပြီးအပြင်ထွက်ကြည့်သေးတယ်။အပြင်မှာလည်းဘယ်သူမှရှိမနေပါဘူး။သူပြန်ဝင်လာပြီးရေခဲတံတားကိုစိုက်ကြည့်ရင်းမေးတယ်။မင်းရဲ့ရေခဲတံတားကပြင်ပြီးပြီလားတဲ့။ပြင်ပြီးပြီလို့ပြောလိုက်တော့သူကရေခဲတံတားနားကပ်ပြီးနားထောင်ကြည့်လိုက်တယ်။ရုတ်တရက်သူ့မျက်နှာပြက်သွားပြီးအနောက်ကိုလဲကြမလို့ဖြစ်သွားတယ်။မျက်နှာမှာလည်းချွေတွေရွှဲနေပါတယ်။ ဟစ်ကောင်တွေအတန်ကရေခဲတရာတွေကလာတာကမိမတယောက်ငိုနေတာငါတေချာကြားတယ်။ဟာ မဖြစ်နိုင်တာအကိုရလို့ကိုတီဟာကပြောတော့တကယ်ကမင်းတို့ဖွင့်ကြည့်လိုက်မယုံရင် ဖွင့်ကြည့်ဆိုပြီးသူကအော်ပြောတယ်။အလုံးလဲကြောက်သွားကြတယ်။တယောက်ကလည်းမင်းရဲ့ရေခဲတရာကထူးထူးဆန်းဆန်းတွေဖြစ်နေတာတေးရင်များပါလာလားမသိဘူးလို့ပြောလိုက်တယ်။ကိုတီဟာကတော့ ိုရဲမူပြီးရှောက်ပြောနေတာဖြစ်မယ်လို့ထင်ပေမဲ့သူကစိန်ခေါ်နေတော့ဖွင့်ပြမှရမယ်လေကိုတီဟာတယောက်ဟမ်မပြက်ဖဲရေခဲတတစီရှောက်သွားလိုက်တယ်ရင်ထဲမှာတော့ကြောက်နေတာပေါ့တကယ်လို့ဖွင့်လိုက်လို့များအလောင်းကောင်ကြီးတစ်ခုကိုတွေးလိုက်ရရင်ယူများသွားမလားပဲတတိမွေးပြီးတကားကိုဖွင့်လိုက်တယ်ရေခဲတတပွင့်သွားတော့အလုံးလဲဝိုင်းကြည့်ကြတယ် ကံကောင်းစွာနဲ့ပဲအလန်းကောင်ကိုမတွေ့ရပဲစားစရာတွေအေးပလင်းတွေပဲပုံမှန်အတိုင်းတွေ့ရတယ်။တွေ့လားဘာမှမရှိဘူး။ကိုရဲကမူဗီထင်ရမြရာတွေရှောက်ပြောနေတာမြင်ပါပါဆိုပြီးကိုဒီဟာတို့ဆက်တောက်ကြတယ်။တကောင်ကျော်လောက်မှတငယ်ချင်းတွေလည်းပြန်သွားကြတယ်။ကိုဒီဟာလည်းမူမူနဲ့မိပိတ်ပြီးအိမ်ရောက်ဝင်လိုက်တယ်။တမီးလောက်အိပ်ပျော်နေတော့မှပဲအဲ့ဒီပုတ်စုံနဲ့နဲ့အနန်စိုးကြီးထဲရပြန်လာတော့တယ်။ ိတ်ချင်နေတာနဲ့မသိချင်အောင်ဆောင်းမိနေလိုက်ပေမဲ့အနန်ကတိမခန်နိုင်လာအောင်ကိုဆိုလာတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ရေခဲတတာတကားကဖွင့်နေပြန်ပါပြီ။ရေခဲတတာတွေကလိမ်မောရောင်မိမိမင်းလေးကကရင်ပေါ်ထီကိုထူကြနေတယ်။ဘသူရေခဲတတာလာဖွင့်လာလဲကွာလို့ညင်ထပြီးတကားသွားပိတ်လိုက်တယ်။တကားမကောင်းလို့နေမှာပါဆိုပြီးပြန်အိတ်လိုက်တယ်။ဘလောက်ကြကြအိပ်ပျော်သွားလဲမသိဘူး။ တစ်ခုခုကိုကြမ်းပြင်းနဲ့ပိုဆွဲနေကြလို့မျိုးအတန်ကြာလို့ရူလာပြန်တယ်မျိုးလုံးမဲ့ပြီးနားဆွင့်ကြီးတော့အတန်ကပူကျဲလာတယ်ခဏနေတော့အတန်ကကိုဒီဟအနားမှာပဲရက်သွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲမိမတယောက်ရဲ့ရှိုက်ငူတန်ကို တူတူလေးနဲ့အိဆက်ဆက်ကြားလိုက်ရတယ်ကိုဒီဟတယောက်ကြောင်လွန်းလို့တကူလုံးတုံပြီးချွေးရွှဲလာတယ်ဖြည်းဖြည်းချင်းမျိုးလုံးကိုဖွင့်ကြည့်လိုက်တယ် အခန်းထဲမှာတော့တိတ်ဆိတ်ပြီးမောင်မဲနေတယ်။ကိုတီးအားထားထိုင်ပြီးခေါင်းရင်းကမိခလုတ်ကိုလမ်းဖွင့်လိုက်တယ်။မီးလင်းသွားတာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သတိလင်းမတက်ဖြစ်သွားတော့တယ်။အပေါဝါမှာရှိနေရမယ့်ရေခဲတရာကြီးကသူ့ကတင်ပေးနာအရောက်ရွှေ့လာပြီးကိုတီးအားရဲ့ရှေ့မှာရောက်နေတာပါ။ပြီးတော့ရေခဲတတာတကားကဖြည်းဖြည်းချင်းပွင့်လာတယ်။အထဲကနေကြောက်စရာကောင်းတဲ့ငူတန်ကြီးထွက်လာပြီး ကိုတီအားတကူလုံးစက်သိန်းတွေထောက်ကုန်နေတကားအကုန်ပွင့်သွားတဲ့အချိန်မှာကိုတီအားတယောက်အတိပြန်ဝင်လာပြီးဂရင်းပေါ်ကနေပြေးစင်အခန်းပြင်ကိုအော်ဟစ်ပြီးထွက်ပြေးခဲ့တော့တယ်တေးသေးသေးလို့အော်ပြီးတဆောင်လုံးကြအောင်အော်နေမိတာပေါ့အဲ့ဒီညကတခြားငွေကြီးတယောက်ရဲ့အခန်းမှာသွားအိတ်လိုက်ရတယ်မနဲ့မိုးလင်းပြီးနေထွက်မှ ကိုအခန်းကိုပြန်ရတော့တယ်အခန်းထဲဝင်ကြည့်လိုက်တော့ တကယ်တတာကငကိုနေရငကိုတကားနာမှာပုံမှန်အတိုင်းရှိနေပြန်တယ်။သူလည်းဖုံးကိုကောက်ကင်ပြီးကိုမျိုးစီကိုချက်ချင်းဆက်သွဲလိုက်တယ်။ကိုဒီအကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ပြောပြတော့ကိုမျိုးကဟာမင်းလည်းငါလိုပဲတွေ့တာလားတဲ့။ကိုမျိုးကမင်းနဲ့ငါနဲ့မတွေ့ရတာကံကောင်းနေ။ငါစီနီယာလေးမင်းစီကရေခဲတတာယူပြင်းတော့ကဘာတွေ့လဲတီလားစပိန်တွေဖွာလန်ကျဲနဲ့ တကူလုံးတန်ရရေဘလက်ဘွားနေမိမတရားဒီကဲတတာတဲ့ကနေတွားသွားပြီးထွက်လာတာကိုတွေ့လို့မင်းစီကိုချစ်စင်းလာပြန်ပို့တာတဲ့ကိုဒီဟာလဲဟာကနေဖြစ်သွားတယ်။ဒါကြောင့်အဲ့ဒီလူကတက်ဆက်လဲမယူပဲကမန်းကတန်းပြန်ပေးသွားတာကိုငါလဲမသိဘူးကအဲ့ဒီတပည့်ရည်ရေကဲတတာကအရင်ကဘာရဇဝင်ရှိခဲ့လဲမသိဘူးလို့ကိုမျိုးကပြောတယ်။ကိုဒီဟာလဲစမတုံရဲတော့တာနဲ့လာတဲ့ခိုင်းပြီးအိမ်ပြန်ပို့ခိုင်းလိုက်ပါတော့တယ်။